အမေရိကန်မှာတော့ငါပြောခဲ့တဲ့စကားတွေအတွက်စိတ်ရင်ရှင်းဖို့မန္တလေးမြို့ကိုရောက်နေတဲ့သမီးစုကိုမြေလန်ရှာနေတဲ့အေတင်ကိုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဆင်းလင်းစိုက်တာ page ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ် social media ပေါ်မှာတော့တတိယကဘာစစ်ထက်တောင်ပွဲချမ်းမဲ့အရေးရောင်တွေမြင်တွေ့နေရတဲ့အကြောင်းအရာတခုရှိနေပါတယ်အဲ့ဒါကတော့တခြားဘသူတွေရဲ့ပွဲမှမဟုတ်ပါဘူးမန္တလေးကတတိယမကြီးအေတင်ကိုနဲ့ online ဆက်လေးသမီးစုရဲ့ပွဲပါပဲဒီတစ်ခါမှာတော့ online ပေါ်ကစကလုံးတွေနဲ့တိုက်ခိုက်နေမှာမဟုတ်ပဲမန္တလေး ြေပေါ်မှာလက်တွေ့စီရင်ရှင်ဖို့အတွက်ဖြစ်လာတာကြောင့်အားလုံးကဒီပွဲကိုရင်ခုန်စိတ်လုံရှားစွာနဲ့စောင့်ကြည့်နေကြပါရဲ့ရှင်။သူတို့နှစ်ယောက်ရဲ့အနောက်ကွယ်မှာလည်းသူတို့ကိုထောက်ခံတဲ့ပရိသတ်တွေကအသီးသီးရှိနေကြပြီးတော့သူတို့ရဲ့အားပြိုင်မှုကလည်းဒီပွဲကိုပိုပြီးတော့ပြင်းထန်စေပါတယ်။အမေရိကန်မှာလိုင်းလွင်တိုင်းမှာလူတွေကိုလိုက်လံဝေဖန်တိုက်ခိုက်တဲ့အချင်းကြောင့်လူမုံများခဲ့တဲ့သမီးစုတယောက်ကန်ဂျမာရဲ့လှည့်ခွက်တစ်ခုလိုပဲအကြောင်းမလားလို့သူမရဲ့ရန်သူတော်ကြီးအေဒင်ကိုရှိရာမန္တလေးမြို့ကိုရောက်ရှိလာခဲ့ပါတယ်။ ဒီတဲ့င်းကိုကြားလိုက်ရတဲ့အေဒင်ကိုကတော့အမေရိကန်မှာတော့ကသူမပုံမှာပြောဆိုခဲ့တဲ့စကားတွေအတွက်တဲရှင်းပုံအခွင့်အရေးတစ်ခုအဖြစ်မြင်ပြီးတော့သမီးစိုးဘယ်မှာလဲဆိုပြီးတော့မန္တလေးမြို့မှာမြေလန်ရှာပါတော့တယ် ပရိသတ်တွေမှတ်မိကြအောင်မယ်လို့ထင်ပါတယ်။သမီးစုတယောက်အမေရိကန်မှာရှိနေစဉ်ကသူမရဲ့ live တွေမှာအီတင်ကိုရဲ့သားနဲ့ပတ်သက်တဲ့အမှုတွေကိုအလွန်အကျော်ပုတ်ခတ်ပြောဆိုခဲ့တာတွေရှိခဲ့ပူပါတယ်။အဲဒီလောက်ရက်တွေအပောင်ရင်တခြားသောသူမရဲ့လောက်ရက်တွေကြောင့်လူအများကသူ့ကိုတော်တော်လေးမုန်းတီးခဲ့ကြတာပါ။အခုတော့အဝေးကနေစကလုံးတွေနဲ့ပြစ်ခတ်ခဲ့တဲ့သမီးစုတယောက်အီတင်ကိုရဲ့ပိုင်နက်သေးကိုရောက်လာချိန်မှာတော့အတိုးချပြီးတော့စိတ်ရင်းရှင်းဖို့အတွက်အီတင်ကိုကတရားဝင်စိန်ခေါ်လိုက်ပါပြီ။မကြောက်တတ်ရင်အပြောတန်တဲ့လောက်တတိရှိရင် ျက်နှာချင်းဆိုင်လာခဲ့ဆိုတဲ့ဒီစင်ခေါ်မှုကဆိုရှယ်မီဒီယာမှာမုံတိုင်းတစ်ခုလိုဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့အင်ရောဆရာကောင်းတာကအရင်ကဆိုရင်ဘသူကမဆိုချက်ချင်းပြန်လဲတုံ့ပြန်တတ်တဲ့သမီးဆိုကအခုတော့လုံဝကိုအတန်တိတ်နေတာပါပဲ။ဖုန်းလဲမကင်ဆာလဲမပြန်ပဲပုန်းရှောင်နေတဲ့အတွက်လူတွေကသူ့ကိုအရင်မဆိုင်ရဲဘူး။ကြောက်နေပြီလို့တညီတညွတ်သေးသုံးသပ်နေကြပါရဲ့။ ဆိုရှယ်မီဒီယာရဲ့ချင်းတီမာကမန္တလေးရောက်တော့ကြွက်ကလေးဖြစ်သွားတာလားလို့တောင်မှပြောနေကြပါရဲ့ရှင်။အေဒင်ဂိုဘက်ကတော့ဒီတစ်ခါမှလုံးဝအနောက်ဆုံးမဲ့ပုံမပေါ်ပါဘူး။သူမရဲ့လူမှုကွန်ရက်အစာမျက်နှာကနေတဆင့်တမိစိုးကိုတွေ့အောင်ရှာပြီးတော့ဆင်ရင်ရှင်းမဲ့အကြောင်းထက်ကတလဲလဲကျုံးဝါနေရကြောင်းဒီပွဲကတော့ရှောင်လွဲလို့မရတဲ့ပွဲကြီးပွဲကောင်းတစ်ခုဖြစ်လာမှသေချာနေပါပြီ။ပရိသတ်ကြီးတို့ရောဘလို့ထင်ပါသလဲရှင်။ ။တမီးစိုးတယောက်ဒီအတိုင်းပဲဆက်ပြီးတော့ပုံနေမြေပုံနေမလားဒါမှမဟုတ်တက်တိမွေးပြီးတော့အေဒင်ကိုနဲ့မျက်နှချင်းဆိုင်ရင်ဆိုင်လာမလားဆိုတော့စောင့်ကြည့်နေကြပါရဲ့။ဒီအေဒင်ကိုနဲ့တမီးစိုးတို့ရဲ့နောက်ဆက်တွဲကိုတော့အားလုံးကဖြာခင်းပြီးတော့စောင့်ကြည့်နေကြတာကြောင့်ဘာရီဆက်ဖြစ်ရမလဲဆိုတာရှင်တမမနဲ့စောင့်ကြည့်လိုက်ကြရအောင်လားရှင်။ ပရိသတ်တို့အနေနဲ့အီဒင်ကိုနဲ့တမီဇော်ဘသူမားလို့ဘသူမန်နေလို့ထင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်နော်ကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လည်းစိတ်ဝင်စားဖို့ရသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ပါဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါအောင်နော်